သမီးရောသမီးရောနှုတ်လေးနည်းနည်းတက်ပေါင်း။အာနှုတ်လေးတက်တယ်နှုတ်ဘူးလေးစေးတယ်အင်ကြီးလေးစေးတိုက်ပါလေလေ။နော်။ next ထီးလောက်လို့ရမယ်။မိမနံပါတ်1ဟဟလား။သမီးရပထမနော်သမီးဟဟလား။တခါကျတော့ချုံမမန်ချုကချုကတော့လုတ်တက်သေးတယ်။သမီးဟလား။ချုံမမန်ချုကချုကအဲ့ဒါလက်ကစလိုက်ဆိုတာ။ချုံမမန်ချုကချုကဟလားသမီးဟလား။ဒါဒီလိုမျိုးပျော်ရွှင်မှုပြည့်စုံမှုကဝယ်လို့မရအောင်ဘယ်ရှာရှာလို့လည်းမရအောင်ရမထရရနေပြီးတော့ဖြစ်လာတဲ့တဘာဝခံစားချက်တစ်ခုဒီပြည့်စုံခြင်းပဲเนาะသမီးเนาะ ။အော်လေးချောင်းလေးချောင်းလေးချောင်းပေါ်လဲပေါ်လဲပေါက်နေပြီ။လေးချောင်းရှိ။အေးအေးအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီ။အေးဟုတ်ပြီဟုတ်ပြီ။လာလာလာဟုတ်တယ်။အေးအာချစ်လာစွာသောသမီးလေး Aura နော်သမီး Say hello say hello say hello hello ရောသမီးရောသမီးရောရောရောအာရုပ်ရုပ်ကလေးရုပ်ရုပ်ကလေးရုပ်ရုပ်ကလေးရောအော်ဒါမိသားစုနဲ့တရက်ဝင်းရယ်တကဘာချားသလိုပဲစိတ်ကခံစားရလေဆိုတော့ အများဆုံးပြန်လာခဲ့ပါလို့အမျိုးသမီးကလည်းဟောဖြစ်တယ်ဟိုသူပေါ့ကျွန်တော်ဆန်တော့လိုက်လျောတယ်ပြီးတော့လေးလောက်လောက်ကြာမယ်လေးလောက်ကြာပါဆိုတော့အဲ့ဒါလေးပေါ့နော်တို့တာရသမီးရသမီးရနှုတ်လေးနည်းနည်းတောက်ပါအာနှုတ်လည်းတိုက်တယ်နှူဘူးလည်းစေးတယ်အင်ကြီးလည်းစေးတိုက်ပါလေလေနော် next ထီးလောက်လို့ရနေမိမနံပါတ်1ဟလာသမီးရပထမနော်သမီးဟလာနော်သူကတော့အခုမှလာသားရွယ်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒါအခုအဲနှစ်နှစ်ပြည့်မွေးနေ့ကျရင်လဲဒါကျွန်တော်တို့အမှတ်တရလေးတစ်ခုဖြစ်သွားအောင်လို့ စီစဉ်ပေးဖို့မှာပါအာကိုက်စားပဲသမီးကိုက်စားတချင်းဆိုမှာသမီးဟဲ့လားတချင်းဆိုမလား daddy finger daddy finger where are you ဟဲ့လားနော်သမီးနော်တခါကျတော့ချိုမမန်ချိုကက်ချိုကက်တော့လောက်တတ်သေးတယ်သမီးဟဲ့လားချိုမမန်ချိုကက်ချိုကက်အဲ့ဒါလက်ကစလိုက်သားချိုမမန်ချိုကက်ချိုကက်ဟဲ့လားသမီးဟဲ့လားဒါဒီလိုမျိုးပျော်ရွှင်မှုပြည့်စုံမှုကဝယ်လို့မရအောင်ဘယ်ရှာရှာလို့လည်းမရအောင်ရမထရနေပြီးတော့ဖြစ်လာတဲ့တဘာဝခံစားချက်တစ်ခုဒီပြည့်စုံခြင်းပဲနော်သမီးနော် 哦，你叫你叫啥？你叫我来抱，我来抱你。你叫谁？အဲ့တော့ဆရာတော့ aura ပေါ့ aura ပဲပေါ့နော်အဲမြန်မာနာမည်ကတော့လည်းစဉ်းစားရအောင်မယ်ဘလို့ဘလို့ပေးပြီးတော့အဲဘလို့မှဲ့ရင်ကောင်းလဲဆိုတာကျွန်တော်ကသူကတကြံမှမွေးလာပါလေတကြံနဲ့ပတ်သက်တဲ့အမှတ်တရလေးတစ်ခုအဲပါပါခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်အဲသူမွေးတဲ့နေ့နဲ့သူ့ခေါ်ရတဲ့ဟာလေးနဲ့ပို့ပြီးလှမလားပေါ့အာသူ့မေကသူ့မပူပေါင်းလို့လေ အရာသီဦးနဲ့ကိုက်အောင်လို့ဒီမှာကျတော့နည်းနည်းလေးအရာသီဦးတို့နဲ့ပြင်းတော့မပူအောင်ဆိုပြီးတော့သူ့မိကလုပ်ပေးထားတာပေါ့ဘသူနဲ့တူတူပါကျွန်တော်ကတော့ဟိုစိတ်ထဲမှာရှိအဖိုးနဲ့တူလဲချစ်မှာဖွားနဲ့တူလဲချစ်မှာပဲမိဘနှစ်ပါးနဲ့တပါးပါးနဲ့တူလဲကျွန်တော်ချစ်နေမှာပဲကျွန်တော်တို့ကအဲစမ်းမာပြီးတော့ပျော်ရွှင်လို့ဘောကကျွန်တော်ရဲ့ကျွန်တော်စိတ်လေးပဲအော်ဘဘွားကတော့အဲဟိုမှာကြမ်းခဲ့လေဘဘွားကသူ့သူ့သူ့မြေကိုတောက်လျှောက်ထိန်လာခဲ့တာဟိုမွေးကလေးကနေတော့အရန်အရန်တွန်းနေတယ်နေ့တိုင်းဗီဒီယိုကိုခေါ်တယ်ကျွန်တော်အဖေနဲ့ဒီက အဲကျွန်တော်ကြောက်ကတိနေရတယ်ဟိုဘက်ဒီဘက်ကျွန်တော်အမြဲတမ်းသွားပြရတယ်အနည်းငယ်တွေ့ချင်းကြတာလေကလေးကိုလက်ပေါ်မှာချကြည့်အောင်အဲ့လိုမျိုးဖြစ်နေတာချစ်တော်လေးပေါ့လုံးဝပဲခုခုခုအသေးတော့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 အသေးကျော်တခုတော်တော်ထွာလာတယ်သူ့ရဲ့ဒီခဏကိုဖွင့်ဖွင့်ပြမှုနှောင်းကတော်တော်မြန်တယ်ဟိုသူ့ကိုကျွန်တော်တို့ကဒီအရွယ်ရောက်လာတဲ့အချိန်မှာလဲဖြစ်ဆက်စာအနေနဲ့တခြားဒါဟိုအရေကျွန်တော်လုတ်ပေးတယ်ဗောနော်အမေတို့သူကောင်းကောင်းမှတ်မိတယ်အမေတို့သူအရန်တောင်းတယ်ပြီးတော့ဒီခုနောက်ပိုင်း ူကျွန်တော်ပြန်လာပြီးတဲ့နောက်ပိုင်းမှာသူသူ့အမေနဲ့လက်ပွန်းသေးနေတယ်ပြီးတော့ तू ကအဲ့လိုမျိုးမှတ်ညာနိုင်ဆိုတော့လည်းဒါကောင်းလာတယ်။ तू ပထမဆုံးစကားပြောတဲ့အချိန်မှာတော့ကျွန်တော်ကြားရမှာပဲလေ။ဒါအမြဲတမ်းပပမမပေပေမမမင်းသူ့အချိန်မှာမင်းနဲ့ပြောပြနေတယ်ဒီစကားလုံးနှစ်ခုကအဲ့ဆိုပပမမလည်းပေပေပျောက်နေပြီလေဆိုရင် तू ကလှက်လိုက်ရှာတယ်။အဲမမမမကိုမမကိုချစ်လိုက်ပါဦး။ ။ငါဖြစ်ရဆိုရင်အမေကိုတခါတန်းကြည့်ရတယ်။အဲ့ဒီစကလုံးနှစ်ခုကတော့ तू तू ပထမဆုံးတည့်ရစကလုံးလို့ကျွန်တော်ထင်တယ်။နေ့တိုင်းပြပြနေရဆိုတော့လေ။ तू ပထမဆုံးစပြီးထွက်တဲ့စကားတန်လေးကိုကြားကျင်တာကတော့ဆန္ဒပဲ။ငါလေးပြောမလဲ။ဘာလေးပြောမလဲပေါ့နော်။ကျွန်တော်လည်းသမီးလေးကိုစပြီးတော့အခုဒီလိုမျိုးအရွယ်ရောက်တဲ့အချိန်မှာကျွန်တော်အဓိကပံ့ပိုးပေးခြင်းနဲ့ပြီးတော့ပညာရေးမှာသမီးလေးကိုအရန်ထူးချွန်ပြောင်းလဲစေခြင်းနဲ့ဒါတွေကကျွန်တော်တွေးထားတာတွေအများကြီးပဲ။အမေကိုတွေးထားသလိုမျိုး သူလည်းလှုပ်ချင်လားလှုပ်ချင်လားသူလှုပ်ချင်တာကဘာလဲဆိုတော့ကျွန်တော်ပြန်နားထောင်အောင်မလေးဆိုတော့အဲတမီဖြစ်ချင်တာလေးကိုလည်းအခုစောင့်ကြည့်နေရတာပေါ့သူဘာဖြစ်ချင်တာလဲသူဘာလှုပ်ချင်တာလဲသူလှုပ်ချင်တာဟာလေကျွန်တော်နားထောင်အောင်မလေးကိုပံ့ပိုးလာနေဆိုရင်သူလှုပ်ချင်တာလည်းဆိုရင်အားကြီးချက်တော့မှာပေါ့ချက်ကိုချိုးညားရာချက်တမီရဲ့စကားလေးများချာစီဟာအတော်ညာမင်းမင်းသားဖြစ်နေကြကိုကကိုကနောက်ကနေပြီးတော့သူတို့ support ဖြစ်နေပြီ လာကန်လာကြကန်လာကြအမျိုးသမီးကိုအမျိုးသမီးအမျိုးသမီးရဲ့အာဟိုမှာဆိုရင်လာပြီးဆက်သွက်ထားအများကြီးပဲဟုတ်အဓိကကျွန်တော်တို့ပို့ပါဖြစ်တာလေးကိုလက်ခံတော့မယ်သမီးမပင်မန်းတဲ့ပုံစံမျိုးပေါ့နော်သူကတစ်နှစ်တစ်နှစ်ကိုအနည်းဆုံးဒါ16နိုင်လောက်အနည်းဆုံးအိတ်တယ်ဆိုတော့ဟိုရှူတင်မှာလဲသူပင်မန်းလိမ့်မယ်အဲ့တော့ပို့ပါဖြစ်တာလေးကိုပဲကျွန်တော်တို့ရွေးပြီးလက်ခံတော့မှာပါကျွန်တော်တို့ပူဇော်ထားတယ်ကျွန်တော်အာသမီးလေးတဲ့အပေါ်ရအောင်ပါလေနှစ်ယောက်လောက်ပေါ့ပူဇော်ထားတယ် ကျေးဇူးတင်နေအရန်ကိုကျေးဇူးတင်နေသမီးလေး post ကိုတင်လိုက်ပြီဆိုတာနဲ့ like ဆိုတာ like ဆိုတာလွယ်လွယ်လေး click ချက်နဲ့ယူမယ်ဒါပေမဲ့ဘယ်သူမှမနှိပ်ကြဘူးဟုတ်နော်ဒါပေမဲ့တို့ဒီတကယ့်ကိုချစ်လို့တကယ့်ကို like မှနော်တကယ့် heart ကိုတို့ကပေးတာအဲဒါကိုပေးတာဆိုတော့မျိုးသမီးကသမီးလေးနဲ့ပတ်သက်တဲ့ post တွေကိုသူကမပြတ်တင်တယ်လေဆိုတော့အဲ့ဒါလေးကြည့်တဲ့အချိန်မှာကျွန်တော်အရန်ပီတိဖြစ်တယ်ဗျာအရန်လဲဝမ်းတာလေဘာဖြစ်လို့ဆိုတော့ကိုသမီးလေးကိုလေတကယ့် တတို့တမီလိုမျိုးချစ်ပေးတာဗျာကျွန်တော်လေးအရန် PT ဖြစ်တယ်ဗျာအဲ့ PT ကိုရဲ့စကလုံးကိုပြောပြပါဆိုရင်ကျွန်တော်ခံစားချက်ကိုသာကြည့်လိုက်ပါတော့ကျွန်တော်ဒီတဲကိုသာဝင်ကြည့်လိုက်ပါတော့ကျွန်တော်ပြောပြလို့ရရမယ်စကားမဖော်တတ်တော့မဖော်တတ်တော့သူတို့အဲ့လိုမျိုးကိုယ့်ကိုယ့်ရဲ့တမီလေးတယောက်လိုမျိုးချစ်ပေးကြတဲ့ဟိုသူတို့ရဲ့ခံစားချက်ကိုကျွန်တော်အရန်ကျေးဇူးတင်ပါတယ်အရင်ကျေးဇူးတင်ပါတယ်